ရှနေရံကိုမျက်နှာဖုံးသတင်းဆောင်ကဦးစွာတင်ဆက်မဲ့သတင်းကားတော့နေရှိစေပြီးတမရော်နေကိုကျေဆွေကုန်ပြသောအပြင်လက်ပံကသာစီကြေဝါစင်ဆက်ကွန်ကရစ်လမ်းသေးဖွံ့ဖွဲကျင်းပတဲ့သတင်းဖြစ်ပါတယ်။နေရှိစေပြီးတမရော်နေကိုကျေဆွေကုန်ပြသောအပြင်ရန်ကုန်တိုင်းဒေသကြီးတွန်တေးခိုင်တွန်တေးမြူနယ်တွင်လက်ပံကသာစီကြေဝါစင်ဆက်ကွန်ကရစ်လမ်းသေးဖွံ့ဖွဲကိုမက်ရှလာဆက်ရှိရဲ့နေရှင်နိုင်ကအဆိုပါလမ်းမဟုတ်ရှိမှကျင်းပတယ်လို့သိရပါတယ်။ အခမ်းအနားသို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းနဲ့အစိုးရအဖွဲ့ဝင်ဝင်ကြီးများတုံတေးခရိုင်ခရိုင်စီမအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များတိုင်းခရိုင်များမှဌာနဆိုင်ရာများတက်ရောက်ကြပြီးရန်ကုန်တိုင်းဒေသကြီးကျေးလက်လံဖွံ့ဖြိုးရေးဦးစီးဌာနညွှန်ကြားရေးမှူးမြို့ပြဦးသက်စောကစီမံကိန်းနဲ့ပတ်သက်ပြီးပြောကြားရာတွင်ကျေးလက်လံဖွံ့ဖြိုးရေးဦးစီးဌာနရဲ့မူဝါဒအနေနဲ့ ကျေလက်လန်တရားဖွံ့ဖြိုးတိုးတက်ပြီးရေရှည်တည်တံ့အောင်ဆောင်ရွက်ပေးခြင်းဖြင့်ကျေလက်နေပြည်သူများရဲ့လူမှုအစည်းအဝေးဖွံ့ဖြိုးတိုးတက်စေရေးနိုင်စင်အစဉ်မြင့်တင်ဆောင်ရွက်လျက်ရှိအောင်တွန်တင်မျိုးနယ်တွင်လည်း2019 2018ဘဏ္ဍာနှစ်မှ2023 2024ခုနှစ်ဘဏ္ဍာရေးနှစ်အထိကွန်ကရစ်လန်53မြေဆောင်3ညတသမ364မိုင်ကတ္တရာလန်3ညမြေဆောင်4မိုင်ကြောက်လန် 16မြင်းဆောင်3.3မိုင်း14မိုင်းကဝင်လန်း9မြင်းဆောင်6မိုင်းကွန်ကရစ်တရား28စင်းဘောက်စကားဘတ်38စင်းစာဝန်နိုင်ငံကြောင်းအခုဖွင့်လှစ်တဲ့လက်ပံကွာသားစီလမ်းမှာမူလာကမြေသားလန်းအရှိတင့်မြင်းဆောင်တရသမခွန်ရှင်မိုင်6454ဘီအကျေအားဖြင့်10ဘီရှိပြီးတိုတေစစ်ကြီးခနောင်တို့လမ်းမကြီးနဲ့ချိတ်ဆက်ထားက အသုံးများတဲ့အလံဖြစ်လို့မိုးရွာသီမှာသွာလာရခက်ခဲတဲ့အတွက်ကြောင့်2023 2024ခုဘန်နာရီနေ့တွင်တိုင်းနေသားကြီးငွေလုံးငွေရင်းရမုံငွေချက်264ဒသမ2သုံးညာနှစ်တန်းဖြင့် Great Crown Camille Limited မှာသုံးညာမြင့်ဆောင်၄ဒသမ1.4မိုင်အောင်ကွန်ကရီလန်ဆောင်ရွက်ခဲ့ပြီး 2024-2025ခုဘန်နာရီနှစ်တွင်ဒိုင်းနေသားကြီးငွေလုံးငွေရင်းရမုံငွေချက်တန်330ဖြင့်၃ညမြင့်ဆုံး4.5မိုင်းကွန်ကရစ်အစင်မြင့်တင်ခြင်းလုပ်ငန်းအားမက်ဂါရီဆိုဆက်ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်ခဲ့ကြောင်းပြောကြားပါရယ်ဆလပီလက်ပံကွာကျွာအုပ်စုအုပ်ချုပ်ရေးမှုဦးတန်ဦးကကျေးဇူးတင်စကားပြောင်းလဲပြောကြားပါရယ် အဲ့ဒီနောက်လက်ပံကွာသားစီကြေရချင်းဆက်လန်းကွန်ကရစ်လန်တဲ့ကိုရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့တင်ရန်စတားရီယာဝင်ကြီးဦးစောဝင်းရန်ကုန်တိုင်းဒေသကြီးကြေလက်လန်းဖွံ့ဖြိုးရေးဦးစီးဌာနညွှန်ကြားရေးမှူးမြို့ပြဦးသက်စောတိုတဲခရိုင်ခရိုင်စီမအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညွန့်ရယ်လက်ပံကွာကြေရအုပ်ချုပ်ရေးမှူးဦးတန်ဦးတို့ကဖေချွဖြတ်ဖွင့်လေပေးပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်နဲ့အဖွဲ့ဝင်များတာဝန်ရှိသူများနဲ့တက်ရောက်လာကြသူများကဈေးဝါကျင်းဆက်ကွန်ကရစ်လမ်းသေးအားကြီးရှုစစ်ဆေးကြပါရယ်။အဆိုပါလက်ပံကွာသားစီဈေးဝါကျင်းဆက်လမ်းကွန်ကရစ်လမ်းဖွင့်လှစ်နိုင်တဲ့အတွက်အကျိုးပြုဈေးဝါ2ရွာအင်ဂျီ906အင်အိမ်အောင်စု980စုလူဦးရေ1968ဦးစာသင်ကျောင်း2ကျောင်း ကျောင်းသားအကြောင်းသူ289ဦးနဲ့စိုက်ပျိုးဧက100ဧကတို့ကိုအကျိုးပြုတဲ့အပြင်ကျေးလက်ထုတ်ကုန်များတသားစွာဖြင့်ဈေးကွက်တို့အမြင်ရောက်ရှိပြီးကျေးလက်ပြီးသူများရဲ့ပညာရေး၊ကျန်းမာရေး၊လူမှုရေးကိစ္စရပ်များအတွက်လွယ်ကူစွာသွားလာနိုင်တော့မှာဖြစ်တယ်လို့သိရပါဗျ။ဒီသတင်းကိုတော့မျိုးလိုက်ကပေးပို့ထားပေးဖြစ်ပါရဲ့ရှင်။ ဆလတ်တင်စမဲတဲ့တင်ကတော့2025ခုနှစ်တက္ကသိုလ်ဝင်စာမှုပွဲဖြေဆွေးနွေးမှုများအားရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ကြီးများကြည့်ရှုတဲ့တင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးလိုင်တရာအရှိပိုင်းမြို့နယ်တွင်2025ခုနှစ်တက္ကသိုလ်ဝင်စာမှုပွဲဒုတိယနေ့အင်္ဂလိပ်စာဘာသာရပ်ဖြေဆွေးမှုကိုမက်ရှလာဆက်ရှင်အင်တာနက်ပိုင်းကစာစစ်ဌာနများအလိုက်ဆက်လက်ပြုလုပ်ရာ ရန်ကုန်မြို့တော်စပင်သားရေးဝင်ကြီးဥပိုလ်ထေကလာရောက်ကြည့်ရှုပြီးမြို့နယ်ပညာရေးမှူးဒေါ်ဆန်ဆန်အေကလိုက်လံရှင်းလင်းပြောကြားကြောင်းသိရပါဗျာ။ အလာဒို2025ခုနှစ်တက္ကသိုလ်ဝင်စာမှုပွဲဒုတိယမြောင်းနေ့အဖြစ်အင်္ဂလိပ်စာဘာသာရပ်ကိုရန်ကုန်တိုင်းဒေသကြီးထန်းတပင်မြို့နယ်တွင်ရှိစာစစ်ဌာနတုံးကူတွင်မတ်လ18ရက်နေ့နံနက်ပိုင်းကဆက်လက်ပြုလုပ်ရာကျောင်းသားကျောင်းသူများ၏စာမှုပွဲဖြည့်ဆွေးနွေးမှုများကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တိုင်းရင်းသားရေးအဝန်ကြီးဦးစောချကောထူရန်ကုန်နောက်ပိုင်းတက္ကသိုလ်ပေါမောခါချုပ်ဒေါက်တာတန်စောဦး ခရိုင်စီမအုပ်စုရဲ့အဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်နဲ့တာဝန်ရှိသူများကကြိရှိအားပေးကြတယ်လို့သိရပါဗျ။အလားတူရန်ကုန်တိုင်းအတွင်းရှိမြို့နယ်များတွင်2025ခုနှစ်တက္ကသိုလ်ဝင်စာမှုပွဲဒုတိယမြောင်းနေ့အဖြစ်အင်္ဂလိပ်စာဘာသာရပ်ကို စေရေးချမ်းသာစွာဖြည့်ဆွကြကြောင်းသိရပါဗျာ။နောက်ဆုံးနေဆက်မဲ့တဲ့ရင်ကတော့မြန်မာနိုင်ငံအမျိုးသမီးရှေးရအဖွဲ့ချုပ်ရဲ့၂၀ကြိမ်မြောက်နှစ်ပတ်လည်အစီအဝေးထက်ဆင်ရှင်လင်းပွဲအခမ်းအနားကျင်းပတဲ့တဲ့ရင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံအမျိုးသမီးရှေးရောက်ဖွဲ့ချုပ်ရဲ့၂၇ချိန်မြောက်နှစ်ပတ်လည်အစီအဝေးထက်ဆင်ရှင်လင်းပွဲခန်းနာကိုမတ်လ၁၈ရက်နေ့က9နာရီကရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ယုံမင်္ဂလာခမ်းမရင်းကျင်းပရာရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရှေးရောက်ဖွဲ့နိုင်ရကဒေါ်မော်မော်တန်းရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရှေးရောက်အဖွဲ့ဥက္ကဋ္ဌဒေါ်နုနုဆွေနဲ့အလုံအမှုဆောင်များခရိုင်နယ်မြို့နယ်အမျိုးသမီးရှေးရောက်အဖွဲ့ဥက္ကဋ္ဌများ ဖိတ်ကြားထားတဲ့ဧည့်သည်များစုံညီစွာတရားဥပဒေကြောင့်သိရပါရယ်အခမ်းအနားတွင်ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရှိရာအဖွဲ့ဥက္ကဋ္ဌဒေါနုနုဆွေကအဖွဲ့မှစကားပြောကြားပြီးမြန်မာနိုင်ငံအမျိုးသမီးရှိရာအဖွဲ့ချုပ်ရဲ့၂၁ကြိမ်မြောက်နေပါလအစည်းအဝေးတွင်ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရှိရာအဖွဲ့မှတင်ပြခဲ့တဲ့အစီရင်ခံစာကိုပြန်လည်ဖတ်ကြားတင်ပြပါရယ်ဆလဘီရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရှိရာအဖွဲ့ခိတအာတမီမူဒေါ်ဆွဲခင်မဝင်းက မြန်မာနိုင်ငံအမျိုးသမီးရှေးအောင်ဖွဲ့ချုပ်ရဲ့၂၀ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေးကချမှတ်လိုက်တဲ့ရှစ်လုံငန်းစဉ်ကိုကြအောင်ဖတ်ကြားတင်ပြပါရစေ။အဲ့ဒီနောက်တက်ရောက်လာကြတဲ့ခရံအမျိုးသမီးရှေးအောင်ဖွဲ့ဥက္ကဋ္ဌများကခရံအလိုက်ရှစ်လုံငန်းစဉ်နဲ့ငွေစင်ရှင်နယ်များတင်ပြပါရစေ။ဆလဘီရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရှေးရအဖွဲ့ဥက္ကဋ္ဌဒေါနုနုဆွေကရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရှေးရအဖွဲ့ရဲ့2024ခုနှစ်ဗန်နာရီရှင်နံအားဖတ်ကြားတင်ပြပါရစေ။ အဲ့ဒီနောက်ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရအဖွဲ့မှတိုင်းဒေသကြီးအလုံအမှုဆောင်အဖွဲ့ဝင်များခရိုင်နယ်မြို့နယ်အမျိုးသမီးရေးရအဖွဲ့ဥက္ကဋ္ဌများအားဝစ်စုံများနဲ့ထောက်ပံ့ဝေးများပေးရပြီးအဖွဲ့ဥက္ကဋ္ဌဒေါ်နုနုဆွေကညီကုန်းဆောင်မှစကားပြကြကအခမ်းအနားပြုများကြောင်းသိရပါရရှင်